ပါကနေဖြိုးလိုက်တိုင်ကိုကြီးရှုနေတဲ့ဧတကြီးအားလုံးကိုစိတ်နှပြကြမ်းမာချမ်းသာကြပါစေ။ဆရာနေရာဒီဆက်ဝန်းတို့ရွှေပြောင်းလာတာ2020နဲ့ငါမေလ22ရက်ရောက်လာပါပြီ။အဲ့တော့ຫນွေကနေမိုး မိုးကနေဆောင်းအချိန်ကာလကတားလို့မရအောင်နိုင်ဆက်ကနေကျက်ထားလို့မရအောင်ရွှေ့လို့လည်းမရအောင်သူ့ဘာသူပြောင်းနေမှာပဲဆက်ကန်လေးတွေမိနစ်ကလေးတွေနိုင်နေညရက်လနှစ်အဲ့လိုပဲလူတွေတတ္တဝါတွေတရှိတတ်မဲ့တွေရုပ်နာအဖြစ်ပြက်ကံတရားအဖြစ်ပြက်တားလို့မရအောင် သူ့ဟာသူဖြစ်မယ်ပြက်မယ်ပြောင်းမယ်ရွှေ့မယ်သွားတယ်အဲ့တော့ကျွန်တော်တို့လူသားတွေကတဘာဝတရားကြီးနဲ့တဟသတာဖြစ်ဖို့လိုပဲတဟသတာမဖြစ်ဘဲတဘာဝတရားကြီးကိုစကြင်မယ်ပုံကံမယ်အရွက်တိုက်မယ်ထင်ရဆိုင်မယ်ဆိုတဘာဝကြီးကတော့ဘာမှမရှိဘူးလူသားတွေကကိုယ့်ရဲ့လော်မှာဖောက်ပြမှုတွေက ကိုယ်ပြန်ပြီးဒုက္ခပေးတာအဲ့တော့ကျွန်တော်တို့တဘာဝတရားကြီးနဲ့လိုက်လျောကြီးဖြစ်ဖြစ်အောင်နေကြထိုင်ကြပါလို့တတိပေးခြင်းပါတယ်ဥမာຫນွေရောက်ရင်ຫນွေနဲ့တူတဲ့အနေထိုင်အတော်လားအစားတော့မိုးစုံမိုးနဲ့တူတာအဲ့လိုနေအခုမိုးရောက်လာပြီမိုးရောက်လာပြီဆိုရင် ရေတွေမြေတွေကြီးတော့မယ်မြေတွေပြူတော့မယ်ပုံတိုင်းတွေတိုက်တော့မယ်မိုးသီးတွေကျွေတော့မယ်မိုးတွေချိန်တော့မယ် ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါကိုအမှုမဲ့အမှတ်မဲ့ကိုယ်နဲ့မဆိုင်သလိုမနေပဲနဲ့ငါတို့လည်းဆိုင်ပါလားငါတို့ပတ်ဝန်းကျင်ငါတို့ရွာငါတို့မြို့ငါတို့တိုင်းပြည်လည်းဆိုင်တာပဲအဲ့တော့ငါတို့ကြိုတင်ပြီးဘလို့ကာကွယ်မလဲဒီမိုးရေကိုဘလို့အတုံးချမလဲအတားလူအဲ့ဒါဆိုအကျိုးရှိပါတယ်အဲ့တော့အခုဗေဒင်ဆရာတယောက်နေကံတရားကိုပြောမှာ န်တရားဟိုပြောမဲ့အချိန်မှာအခုလိုတဘာဝတရားအကြောင်းဘာလို့ပြောရတာလဲဆိုတော့ဒီနှစ်ကခါတိုင်းနှစ်တင်တာမတူဒါဟိုနှစ်စရတွေကကျွန်တော်ပြောထားတာဟိုဖြိုးလိုက်ဆိုင်ရာမိသားစုကကျွန်တော်မိသားစုလိုဖြစ်နေလို့ကျွန်တော်ပြောတင်ပြောထိုက်တာတွေကိုချပြောတကယ်တော့တပတ်စာမှာဒါကြီးပြောစရာအကြောင်းမရှိဘာကြောင့်ပြောလဲတန်မှုထားလို့ကျွန်တော်ရဖြိုးလိုက်ဆိုင်ကိုဝင်ကြည့်နေတဲ့ပိဋကတ်ကြီးတွေအတိတတိလေးထားနိုင်ဖို့ မတူတဲ့နှစ်ဖြစ်တဲ့အတွက်တဘာဝတွေကပြင်းထန်တဲ့ငလင်တို့ပြင်းထန်တဲ့မိုးများတာပြင်းထန်တဲ့မိုးခေါင်တာပြင်းထန်တဲ့ဆယ်မြောင်းအင်းအိုင်တွေပျက်စီးတာဒါတွေလာမှာအော်မေလာ20နှစ်ဆိုရင်လာပြီကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုပုတ်တုံကဗမာတပြည်လုံးဝင်သွားပြီအဲနောက်ဆက်တွဲရလာတော့မယ်မြေကြီးတာတို့မြေပြူတာတို့မိုးရွာတာတို့ နှစ်တိုင်းနဲ့မတူတဲ့ခံစားချက်တွေနှစ်တိုင်းနဲ့မတူတဲ့သဘာဝလွန်ကဲမှုတွေလာမှာအဲ့မှာသတိထားပါဒါလေးပြောချင်ပါတယ်အခုတော့မေ20နှစ်နဲ့28ကြာမှာ ပြောင်းလဲဖြစ်ပေါ်လာမယ်ကံတရားဆက်နေရစီပွားစီကံတရားကိုလူတူရှင်းလေးတွေနဲ့တိတိကျကျထီးထီးရောက်ပြောပြမှာဖြစ်ပါသူရာဒီဘွားမိသားစုများ ူရာစီပွားစရာယခုကာလမှာလောင်ပိတ်မွန်းချက်ရှေ့သူအခက်နောက်ဆုအခက်လူအများကြောင့်ပရိသတ်တွေကြောင့်ပတ်ဝန်းကျင်ကြောင့်ငောင်းနှမကြောင့်မိသားစုကြောင့်လောင်ပိတ်ကြန့်ကြပြီးအပြေဆောင်ရသောကာလ ကာလကြာမိမိစူးစားထားတာဒီရောင်းမှုဝယ်ဖို့လှုပ်တာဒီဖြည့်ဆူဖို့လှုပ်တာဒီတင်နှံတက်ထားတာဒီအနစ်နာခံထားတာဒီအောင်မြင်မှု တာဆူနေတဲ့အချိန်အချိန်နဲ့နဲ့လေးလုံနေတယ်အချိန်ကဂျွန်လာကုန်ဆိုရင်ဒီအရသာတွေခံစားရမှာသူရာဒီဘွားရာဘာနဲ့တူနေလဲဆိုတော့ကိုဝင်ဆောင်မိခင်တယောက်လို့ဘိုက်ထဲမှာတရီသားရှင်းထော်နေပြီလောင်ပိတ်ထားပြီအမေရောတာရောဘာလို့ရမှာမသိဘူးအမေလုံးတမျှတားခံမွေးဖွားမဲ့အချိန်ရှင်တာမဲ့အချိန်ဘဝတဲ့လူတဲ့အလုတ်တဲ့ကံတရားတဲ့ရောက်တော့မှာအဲ့ဒါလိုပဲ ီချိန်မှာကိုလှုပ်တဲ့အလုပ်တွေစီးပွားတွေငွေတွေတွားရည်လာရည်နေထိုင်ရည်လှောင်နေတယ်ပိတ်နေတယ်စောင့်နေရတယ်အချိန်အဖြေတွေစောင့်နေရတယ်တက်တဲ့တိခါအချိန်စောင့်လူကျင်တာတွေအောင်မှာအဒီချိန်မှာတိတ်ပြီးတအားကြီးပတ်လုံးနဲ့အမှုလိုပြဿနာတွေလာလိမ့်မယ်ပူဆိုးသွားလိမ့်မယ်ကျမကြီးဆိုလဲဆရာဝန်အဖြေစောင့်ဆေးအဖြေစောင့်နိုင်ငံခြားဆိုလဲပဲအင်တာဗျူးတာယုံဗီဇာအဖြေစောင့် ကုမ္ပဏီအဖြစ်ဆောက်ယာဒူးတက်ဖို့အလုတ်တက်ဖို့ပြောင်းမှုလည်းအချိန်ဆောက်အိမ်ရောင်းအိမ်ပြောင်းတိုက်ရောင်းတိုက်ပြောင်းကားရောင်းကောင်းအကုန်လုံးအချိန်ဆောက်ဘယ်အချိန်လဲဂျွန်လ15ရက်နောက်ပိုင်းကောင်းမွန်စွာမွေးဖွားမယ်လူကျင်တဲ့အလုတ်ယာဒူးစီးပွားရမယ်အဲ့တော့ဒီအချက်တဲတွေလွတ်အောင်မလုပ်မယ်လော်လော်လေးဘိုက်ကြီးတဲ့ဒီရှာအခုညီပေးတရိစ္ဆာန်ဘိုက်ကြီးတဲ့ဒီကျွေးမွေး ိမ်မှာလဲပြူနေတဲ့ရဆိုင်နေတဲ့ရေဒီယိုကက်ဆက်ဖုန်းနာယူတခဲလဲပအောင်လို့ရှိတကားနောက်တကားတွေဖွင့်လို့ပိတ်လို့လွယ်အောင်လို့ကုမ္ပဏီတွေဆိုင်နေအဝင်အထွက်လွယ်အောင်တန်ရှင်းအောင်လို့ကိုကိုတိုင်းဒီရောက်ဝင်ဒီရောက်ထွက်တဲ့ဖရာစီဒီပထိုးသွား ဒီတဲ့ဝင်တဲ့ဒီရပြထွက်တဲ့တပေါက်တဲ့ဝင်တပေါက်တဲ့ထွက်တဲ့ဥမာကဘာအီးတို့ဘုဒ္ဓထောင်တို့အာတော်ဖူးအဲဆိုအကြက်တဲတွေလွတ်သွားမယ်ဝေးရမယ့်အရာဒီအချိန်မှာထိုင်မိုင်းနေတဲ့ကာလမှာအနည်းအနဲ့ရှောင်းဂျာနာကြိုက်တာဝက်တန်ရှင်းတာဝက်လူကိုတသိရဲရင်တာတွေဝက်ကြက်တဲကျင်းမြောင်းပြီးတော့ခတ်ထားတဲ့အဝတ်စားတွေမဝက်နဲ့၃၄၈ပတ်လဲထီထူး ဝိဇာဇနာတမနောဝိဇာဇနာတမနောဝိဇာဇနာတမနောခုံသောပရိစေဘနေတိုက်စိတ်ငှက်တွေငါးတွေလှော့အာသူတူရသည်မိသားစုတွေအားလုံးကံကောင်းခြင်းကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံကြပါလိမ့်မယ်